ီထုတ်လာပေးနေပြီလို့ဘာဖြစ်နေရလဲအဲ့ဒါတောင်းတော့လည်းခေါ်နေမရဘာလို့မရဘူးလားအချင်းနဲ့ရောင်းလို့ရတယ်အချင်းနဲ့ရောင်းလို့ရတယ်ဟုတ်လားအချင်းနဲ့ရောင်းလို့ရတယ်အဲ့ဒါအဲ့ဒါမအောင်ဆောင်းတောင်းနေဖိုင်ရတော့ okay my friend my friend okay ဘန်တောင်းနေဖိုင်ရတော့ကျောင်းအိုက်ဖိုးအခုမြင်တွေ့နေရတဲ့မြင်ကွင်းကထိုင်းမြန်မာနယ်စပ်မြောက်ပိုင်းမြို့အမှတ်1တရာအနီးမှာ င်ငံခြားရာတွေကြီးကစမတ်ဖုန်းတွေကိုဖုန်းဝယ်ရောင်းလုပ်ငန်းလုပ်ကန်သူတွေက ပြန်လည်ဝယ်ယူနေကြတာပါဖုန်းအများစုက iPhone အမျိုးသားဖြစ်ပြီး modern နဲ့တလုံးကိုထန်းငွေဘတ်တထောင်ကနေ1500အထိဈေးပေးဝယ်နေကြတာပါဒီဖုန်းတွေက online ငွေနေလုပ်ငန်းထဲမှာအသုံးပြုခဲ့တဲ့ဖုန်းတွေဖြစ်ပြီး ANR ရှိတဲ့ application တွေပါဝင်နေတဲ့အတွက်ပြည်သူတွေပြန်လည်ဝယ်ယူအသုံးပြုမယ်ဆိုရင်မိမိတို့ရဲ့လုံခြုံရေးကိုထိခိုက်နိုင်ပြီးအနေအများနိုင်တယ်လို့နေပညာကျွမ်းကျင်သူတွေကပြောဆိုကြပါတယ် တော်ရွေ့ကြခဲ့ပေါ့နော်အမီမီယာတကယ်ကိုဖုန်းလုံးလုံးကဒီစက်ခွင်းတစ်ခုစက်ခွင်းတော်မှမလင်းသွားဘဲနဲ့ကိုကိုတွေ့ဖုန်းထိုင်နေနိုင်တယ်။ရှေ့ကမှနောက်ကမှတက်ပုံရည်လို့ရတယ်။ပြီး recording ဆွဲလို့ရတယ်။ပြီး calorie လေးမှရှိရဖိုင်နေကုန်လို့ကိုမတိရမနဲ့တစ်ချိန်လုံးဖုန်းပေးထားတော့မှဖုန်းပေးထားဆိုပြီး internet တော့ရှိမှုလို့တော့ပေါ့နော်။ internet ရှိတယ် internet ချိန်ကြတယ်ဆိုပြီး internet ဖုန်းလိုက်တဲ့ချိန်မှာတော့တခါတယ်။ဟိုပို့တယ်ပေါ့နော်။ပြန်ပို့တယ်။ဒီ server ဆီကိုပြန်ပို့တယ်ကျွန်တော်တို့ဒီ attacker ရဲ့ server ဆီကိုပြန်ပို့တယ်အားလုံးတွေက ြောရလို့ရှိရင် hacker တွေရောလည်းတကယ်ဖုန်းလုံးကိုထိတာလည်းတူတယ်ဗျာအဲ့ဒီဖုန်းတွေကကြားဖြတ်လုပ်ငန်းကဝန်ထမ်းတွေကိုထိန်းချုပ်ဖို့ရည်ရွယ်ပြီးပေးထားတဲ့ဖုန်းတွေဖြစ်ပြီးထောင်နေရေးစပိုင် software တွေလည်းရှိနေနိုင်တယ်လို့နေပညာကျွမ်းကျင်သူတွေကတုံ့တက်ကြပါတယ်ဒီကြားဖြတ်နေမှာတုံ့တယ်ဆိုတဲ့ဖုန်းကကြားဖြတ်လုပ်နေတဲ့လူတွေအကုန်လုံးထိန်းချုပ်ထားဖို့လို့အကုန်လုံးရည်ရွယ်ထားပြီးပေးထားတဲ့ဖုန်းတွေပေါ့နော်အဲ့တော့ပမာအထက်မှာဘာတွေပါနေလဲသူအတင်းသွင်းထားတဲ့ spyware ပြီးတော့ malicious app တွေ မလို့ရှက် app ကလည်းမျိုးမကောင်းတဲ့ရည်ရွယ်ချက်နဲ့တွင်းထားတဲ့ application တွေပါလာနိုင်တယ်ပြီးတော့ firmware တွေပြောင်းလဲလို့ခေါ်နိုင်တယ်အဲ့ဒါကိုဆိုရဲခေါ်မှာဘာလဲဆိုတော့ bonus one ကိုခေါ်တယ် bonus one ထဲမှာဆိုလို့ရှိရင်ဒီ phone တွေအကုန်လုံးချိတ်ဆက်ပြီးတော့မကောင်းမှုလုပ်တာမျိုးတွေအဲ့လိုမျိုးတွေလုပ်နိုင်တဲ့အဆင့်ကြီးရောက်နိုင်တယ်ခင်ဗျာဟုတ်ပြီးတော့ဒီလုပ်ငန်းမှာတုံ့ပြန်ထားတဲ့ဥပဒေအကြောင်းအရနောက်ပိုင်းမှာပြဿနာတွေဖြစ်လာနိုင်တာအများကြီးရှိတယ်ပြီးတော့နောက်တစ်ဆင့်နဲ့ထပ်ပြောလို့ရှိရင်ဒီမှာ data theft လုပ်နိုင်တဲ့အခွင့်အလမ်းတွေအများကြီးရတယ်ဒီ phone တွေကကျွန်တော်တို့ ဘယ်ကြီးအိတူပင်ရေတုံးလာပြီကျွန်တော်ရဲ့အကောင့်လေးတုံးလာပြီသူစက်ပါရိုက်တီရှင်တို့ကတချင်လုံးထိုင်ပြီးနေနိုင်တယ်ဒီ message ကိုထိုင်ပတ်နိုင်တယ် call လို့ယူထိုင်ပတ်နိုင်တယ်ပြီးတော့ gallery ရဲ့ပုံတွေကိုကြည့်နေတယ်ပြီးတော့အဲအကောင့်လေးကိုထိန်းချုပ်ထားထိန်းချုပ်ပြီးယူသွားနိုင်တဲ့ခြေနေတူရှိရပါတော့အဲ့လောက်လေးစဝတ်ချပါဆိုရင်ဇာတ်ကောင်းပါတယ်ဟုတ်ပြခဲ့တဲ့အော်တိုဘာလ22ရက်နေ့ကထိုင်းမြန်မာနယ်စပ်မြဝတီမြို့တောင်ပတ်ချမ်းမေတော်ဒလိကြီးရွာနဲ့အင်းကြီးမြတ်ကြီးရွာကြားတောင်ကြီးမြေဘေးကနယ်မဆိုးနဲ့ကြိုကြားနေတဲ့ KGB online ငွေလိမ်လုပ်ငန်းခြံဝင်းထက်ကနိုင်ငံပေါင်းစုံ online ငွေလိမ်ခိုင်နာတွေအဲ့ဒီခြံဝင်းထက်ကထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။အဲ့ဒီ online ငွေလိမ်ခိုင်နာတွေဟာထိုင်းနိုင်ငံမဲဆောက်မြို့ဖက်တောင်ရင်မြစ်ကိုဖြတ်ပြီးထွက်ပြေးကြတယ်လို့မြောက်ပြည်မြို့ကလည်းစုဝေးရောက်ရှိလာခဲ့ကြပါတယ်။မြောက်ပြည်မြို့ကိုရောက်ရှိနေတဲ့ online ငွေလိမ်ခိုင်နာတွေကသူတို့အလုပ်ယုံထဲမှာငွေလိမ်လဲဖို့အတွက်အသုံးပြုခဲ့တဲ့ဖုန်းတွေကိုဈေးပုံစုံအနေနဲ့ပြန်လည်ရောင်းချနေတာပါ။ပြန်လည်ရောက်ကြတဲ့ဖုန်းတွေထဲမှာအဲ့ဒီအမျိုးအစားတွေမပါဝင်ပဲ iOS အမျိုးအစားသာပါဝင်နေတာပါ။ iOS အမျိုးအစားဖြစ်တဲ့ iPhone တွေမှာ Android အကောက်ဖွင့်ထားတဲ့ဖုန်းတွေရှိတယ်လို့တချို့ကလည်းမဖွင့်ထားတဲ့အကောက်တွေလည်းရှိပါတယ်။ Android အကောက်ဖွင့်ထားတဲ့ဖုန်းတွေကတော့ဈေးသက်သာတဲ့အတွက်ပြည်သူအချို့ကဝယ်ယူသုံးဆတာတွေလည်းရှိပါတယ်။ Low mobile ပြီးရောဆိုဝယ်သုံးလိုက်တယ်အဲဒီဖုန်းကပြည်သူတယောက်ယောက်လည်းရောက်သွားတယ်ဆိုရင်သူ့ကသူအခြေအနေရုပ်ရုပ်သေးသေးဖြစ်နေတဲ့အခြေအနေက iPhone တွေကိုနောက်ကနေစောင့်မကြည့်နိုင်ပါဘူး။အချင်းတွေကငြိမ်သွားတဲ့အချိန်ကျရင်ငါတို့ဖုန်းတွေကပြည်သူတွေလက်ထဲကိုဘယ်လောက်ထိရောက်သွားပြီလဲဆိုပြီးတော့ပြန်ပြီးတော့ ဟိုဟာတို့တို့လိုက်တဲ့အခါကျရင်တော့ကိုကအဲ့လိုဖန်ဝဲရေးတာဒါမှမဟုတ်ဆော့ဝဲရေးတာဟိုပုံမှန်ရိုးရိုး research ရုံမို့လောင်းနေဆိုရင်တော့အဲ့တို့တို့ထည့်ပြီးတော့ပျောက်မှာမဟုတ်ဘူးအဲ့လိုဖန်ဝဲရေးပြီးတော့ဆော့ဝဲရေးပြီးတော့တော့တို့တို့အဲ့ဒီထဲမှာထည့်ထားတဲ့အဲ့ iCloud ကိုအဲ့ပြန်ကြောင်းတနည်းနည်းနဲ့ပေါ့အဲ့လိုမျိုးပြန်ထုတ်ပြီးသုံးတာဆိုရင်အဆင်ပြေမယ်ဒီတိုင်းပါလေဒါမျိုးသက်သုံးနေမယ်ဆိုရင်တော့ကိုသုံးတဲ့ information အကုန်လုံးဒီကောင်တွေလက်ထဲရောက်ရောက်သွားနိုင်တာတကယ်ကြီးတော့ အင်္ဂလာအကောက်ခံထားတဲ့ဖုန်းတွေကိုဝယ်ယူမယ်ဆိုရင်အကောက်ပန်ရှင်ကဖုန်းကို လော့ချနိုင်တယ်လို့ဖုန်းထဲကအချက်လက်တွေကိုလည်းကြည့်ရှုနိုင်ပါတယ်။အင်္ဂလာကိုဘိုင်းပတ်လောက်ထားခဲ့မယ်ဆိုရင် ဖုန်းကို festive reset ပြုလုပ်ခဲ့ပါကပြန်လည်အသုံးပြုလို့မရနိုင်လို့ကြောင့်သိရပါတယ်။ဖုန်းဝယ်ယူမဲ့သူတွေက master ချလို့မရတဲ့ဖုန်းမြောက်ကိုမဝယ်ယူတင်ကြောင်းနဲ့စကန်ဖုန်းမြောက်ကိုပြန်လည်ဝယ်ယူမယ်ဆိုပါကစိတ်ချရတဲ့ဖုန်းဆိုင်တွေစီကလည်းဝယ်ယူတင်ကြောင်းနေမြညာကျွမ်းကျင်သူတွေကအကြံပြုထားပါတယ်။ အဲ့လောက်ဆိုဆင်ချာမှုရှိခင်ဗျကျွန်တော်ထင်ရအဒီပါဆန်တော့ဆင်ချာလို့မရကျွန်တော်မသိတဲ့နေနေပြည်နာကျွန်တော်နေပြည်နာတမားတွေကမသိတဲ့နေနေပြည်နာတွေကအများကြီးရှိနေတယ်ဒါဆိုတော့ဒီနောက်ပေါ်မှာ running ရာတိရုပ်ဖွဲ့တွေရွာနေတာမျိုးတိရုပ်ဖွဲ့တွေကကျွန်တော်တို့အများကြီးနေပြည်နာတားတယ်ကျွန်တော်တို့တိရအများကြီးပူတွေဟာပူကျွမ်းနေတဲ့အားတွေသူတို့လောက်ထားရရှိအဲ့တော့ကျွန်တော်ကတော့ဒီ mobile တမားတွေလောက်တဲ့ကိစ္စကိုဘယ်တော့ဒီဆင်ချာလို့ဖြစ်နေတာအဒီပါဆန်တော့ဆင်ချာတော့ခင်ဗျကျွန်တော်တော့လောကမတုံးသေးခင်ပါဘူးတကယ်လို့ ဝင်မယ်ဆိုလို့ရှိရင်လည်းတကယ်ကြုံရှိရတဲ့ဆိုင်တွေကနေကိုယ်ရဟောဖြစ်တဲ့ဆိုင်တွေကနေဝင်လာတဲ့ပုံစံလိုပဲဒါပေမဲ့တစ်ခုရှိတာဟိုကတည်းကဒီကတည်းကတော့ပြည့်နေရဖြစ်တဲ့အတွက်တော်တော်တည်ထားပြီးဝင်ဖို့လိုပါလိမ့်မယ်ဟုတ်စကားလုံးဝင်ခါပါ online ဝင်လေလုပ်ငန်းတွေကဖုန်းတွေကိုဝင်ရောက်သမားတွေကပြန်ရောက်တဲ့အခါမှာပြဿနာမရှိတဲ့အကြောင်းသူတို့ပြန်လည်ပြင်ဆင်ထားပြီးဖြစ်ကြောင်းပြောဆိုရောင်းချမယ်ဆိုရင်လည်းအမှန်တကယ်ယုံကြည်လို့မရနိုင်ပါဘူး တိုးတက်နေတဲ့နေပညာခေကြီးထဲမှာမမြင်နိုင်တဲ့နောက်ွယ်ကမတမာသူတွေရဲ့လက်ကွက်အများပြားဟာရှိနေပါတယ်။စစ်ကွန်မရှင်နဲ့ကရင်နာကြားသောတပ်ဖွဲ့ BGF ကအဲ့ဒီ KGB နေရာကိုဘုံကွက်ဖျက်ဆီးနေတာတွေရာဇဝတ်မှုကင်းဖြစ်နေတဲ့နေရာတွေကိုဖြိုချဖျက်ဆီးတာတက်တဲ့တင်ပြရမယ့်ပစ္စည်းတွေကိုထိန်းချုပ်တင်စီရမယ့်အစားဖျောက်ဖျက်နေတာတွေကိုတွေ့မြင်နေရပါတယ်။အခုလိုဖုန်းအလုံးကြီးတောင်းကနေအထိအများပြည်သူလက်ထက်အနေအများတဲ့ဖုန်းတွေရောက်ရှိသွားတာက မမြင်နိုင်တဲ့နောက်ဆက်တွဲစိုက်ဘာလုံခြုံရေးပြဿနာတွေဖြစ်ပွားလာနိုင်ခြေများစွာဖြစ်ပေါ်လာနိုင်ပါတယ်။လောကောမီဒီယာရဲ့ဆက်လက်ရည်တည်မှန်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာမမဝီပြည်သက်ကြီးဦးနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။